စတိခါမင်္ဂလာပါဆရာခိုးပြန်လည်တင်ကြပေးမယ်ထိုင်းစာသင်ခန်းစာလေးရတော့မှတရာတော်စကောထဲမှာတခုအပါဝင်ဖြစ်တဲ့မဲဂယ်အကြောင်းကိုသိမှဖြစ်ပါတယ်မဲဂယ်ဆိုတာထိုင်းစာထဲမှာအတတ်တခုဖြစ်တာပေါ့နော်ဘာအတတ်လဲဆိုတော့ရအတတ်ပေါ့နော်ရအတတ်လို့ဘာကြောင့်ပြောရလဲဆိုတော့ထိုင်းစာရေးတဲ့အခါကျရင် ယောယပ်ပေါ့နော်ဒီအတတ်နေရာမှာအတတ်နေရာမှာယောယက်နဲ့ဆုံးတဲ့အတွက်ကြောင့်မို့ယာတတ်လို့ခေါ်တာဖြစ်ပါရဲ့เนาะအဲ့ဒါကိုထိုင်းလို့ပြောမယ်ဆိုရင်မဲကာမဲကာလို့ခေါ်ရပါတယ်เนาะအဓိပ္ပာယ်ကတော့ယာတတ်ပေါ့နော်အဲ့ဒါကိုဆရာပေါင်းပြမယ်เนาะမော်အဲမဲမိုက်အစ်မဲကောအေယောကေမဲကေမဲကေဆိုတာကြတော့ယာတတ်ပေါ့နော်ဒီနေရာမှာကေလို့ဖတ်တဲ့ခါကျရင်ဆရာတို့ ကာအေဒီမာကဆရာအေပုံစံမြင်မြင်မဲ့လည်းပဲတိထဖို့ကဒါဆရာအေမဟုတ်ပဲနဲ့ဆရာအေဆိုတာသိရမှာပေါ့နော်ဒါဆရာ ပုံစံပြောင်းတရားတွေသင်ပေးတဲ့အပိုင်းမှာလေးလာဖို့တဲ့ဆိုရင်တော့တိလိုက်မှာပေါ့နော်တကယ်လို့မလေးလာသေးရင်လည်းပဲတွားပြီးတော့လေးလာလို့ရတယ်ဆရာ free ပေါ့နော်သင်ပေးထားတယ်ဆရာရဲ့ YouTube line မှာပေါ့နော်အဲ့တော့ဒီဘာဖြစ်လို့ဆရာ A ရနေပြီးတော့ဆရာ A လို့ပြောရလဲဆိုတော့ဒီနေရာမှာကြည့်လိုက်မယ်ဆိုရင်ယော်ရဆိုတဲ့ဟာက အတတ်နေရာမှာကယော်ရပါတော့တဲ့ကြောင့်မို့ ီအရှိမပါလာတဲ့စာတ A ကို စာတ A လို့မဟုတ်ပဲနဲ့စာတ A လို့တမ်းမှတ်ယူရတာပေါ့နော်။ဘာကြောင့်လဲဆိုတော့လည်းစာတ A ဆိုတာကအနောက်မှာရော်ရက်အတအနေရမှာပါတယ်ဆိုရင် on and လေးကိုဖြုတ်ပေးရတဲ့အတွက်ကြောင့်မို့စာတ A တလုံးပဲကြံခဲ့တာ။တကယ်တမ်းကျတော့ဖတ်ရမယ်ဆိုရင် ker လို့ပဲဖတ်ရမှာနော်။ maker နော်အဲ့ဒီမှာဆိုရင်ဒီသင်ခန်းစာမှာကြည့်လိုက်မယ်ဆိုရင်အနောက်မှာဆရာတို့နော်အာ အနောက်မှာပေါ့နော်အတက်နေရာမှာယော်ရနဲ့ဆုံးတာကြီးပဲပေါ့နော်ဒီမှာယော်ရဒီမှာလည်းပဲယော်ရဒီမှာလည်းယော်ရဒီမှာလည်းပဲယော်ရဒီမှာလည်းပဲယော်ရအလုံးကယော်ရကနဲ့ဆုံးတဲ့တိုက်ပဲပေါ့နော်အဲကျန်တဲ့ဟာတော့အရှင်းမှာကြတော့တခြားဟာတွေပိုင်းပါမှာပေါ့နော်ဘာပြောလို့အတိတ်ပဲရှိအောင်ဆရာပြေဆုံးအောင်ထည့်ပေးထားတာပေါ့နော်โอเคဆရာတို့လေ့လာကြည့်အောင်နော်ပထမတစ်လုံးက khern i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  ဆိုတာရှက်တယ်ပေါ့နော်ရှက်တယ် ဒီနေရာမှာဆရာပြောချင်တာ can လို့လည်းပြောလို့ရတယ်လို့ i လို့လည်းပြောလို့ရတယ်ပေါ့နော်နှလုံးတွဲပြီးတော့ပြောရအောင်ပေါ့နော်ဒီနှစ်ခုပေါ့နော်နှစ်ခုတွဲပြီးတော့လည်းပြောလို့ရတယ်လို့တစ်ခုချင်းတစ်လုံးချင်းလည်းပြောလို့ရတယ်ပေါ့နော် can ဆိုတာလည်းရှစ်တာပဲ i ဆိုတာလည်းရှစ်တာပဲပေါ့နော်အာအတိတ်ပဲကိုဆရာရှာကြည့်လိုက်တဲ့ခါကျတော့ can ဆိုတာကျတော့ တရားရောက်ကကိုကိုပြောပါနော်ကိုကိုကြိုက်နေတဲ့အရာပြောလိုက်တယ်ကိုစိတ်ကျဉ်တဲ့အရာပြောပြီးတော့ဗောနော်အာကိုလှတဲ့အကြောင်းချောတဲ့အကြောင်းဗောနော်အဲ့လိုပြောပြီးတော့ရှက်တာမျိုးဗောနော်အဲ့ဒါရှက်တာမျိုးကိုကြတော့ခန်းလို့တုံးလို့ရတယ်ဗောနော်ဟိုကိုတရားရပြောလိုက်တယ်ဗောနော်ဟိုကိုအကောင်ပြောလိုက်လို့အရန်ရှက်သွားတာမျိုးအဲ့ဒီရှက်တဲ့ခါကျရင်ခန်းနဲ့တုံးလို့ရတယ်နောက်တစ်ခုကအိုင်ကြတော့အာကိုပြောမယ်ဆိုရင်တစ်ခုခုဗောနော်အပြင်မှာထွက်ပြောဖို့မရဲတာမျိုးတို့နော် ထုတ်ပြောဖို့မရဲတာမျိုးလို့ထွက်ပြောဖို့မရဲတာမျိုးမျိုးအလူများလူအများရှိမှအာစကားထွက်မပြောရဲတာမျိုးအဲ့ဒါမျိုးရှက်တဲ့ခါကျရင်အိုင်လို့တုံးနေပေါ့နော်အဲ့တော့နှစ်ခုပေါင်းပြီးတော့ခန်အိုင်လို့လည်းတုံးလို့ရတယ်ဒါမှမဟုတ်ဆရာပြောတဲ့လိုမျိုးခန်တလုံးလည်းပဲတုံးလို့ရတယ်လို့အိုင်လို့လည်းတုံးလို့ရတယ်ပေါ့နော်တလုံးခွဲပြီးတော့လည်းတုံးလို့ရတယ်ဆိုတော့အကြောင်းပြောတာပေါ့နော်โอเคအဲ့ဒါဆရာပေါင်းပြမယ်နော်ခန်အိုင်ပထမတလုံးကကျတော့ခန် คอเออนอเขินใช้พันธุ์อปอดเท่าเปียเนาะคอเออนอเขินออายอไอเขินไอเช็ดดีบ่เนาะเขินไอเช็ดดีเปลี่ยนพี่ดอกเสียป้องเปลี่ยนมาเนาะคอเออนอเขินออายอไอเขินไอเช็ดดีดีมากเขิงอ่ะดีมากมีรายได้ขาดใจสระเอเนี่ยสระอีเนี่ยຫນလုံးတွဲကဘယ်ကနေလာတာလဲสระเออကနေပြီးတော့ပုံစံပြောင်းပြီးတော့လာတာ เนาะဘာကြောင့်လဲအတ္တပလို့အတ္တကနာတံဖြစ်နေလို့เนาะတကယ်လို့ရော်ရအတ္တဆိုရင်လည်းပဲဒီနေရာမှာဟိုဘယ်လိုရေးပြရမလဲဆိုတော့အပေါ်မှာဆက်လိုက်အီလေးထည့်ကြမလို့တော့เนาะအဲโอเคเนาะနောက်တော့ကြည့်အောင်ခီယန်ထိုင်းခီယန်ထိုင်းထိုင်းလို့ရေးတယ်ပေါ့เนาะထိုင်းစာရေးတယ်သူမဟုတ်ထိုင်းလို့ရေးတယ်ပေါ့เนาะအဲ့တော့ပေါင်းပြမယ်ခေါ်အီယနောခီယန်ขอเอโนเขียนทอไอโอไทย เขียนไทย ိုင်းလိုရေးတီခေါ်အီယနောခီယန်ထောအယောထိုင်းခီယန်ထိုင်းထိုင်းလိုရေးတီနောက်တလုံးကြည့်အောင်ခေခေခေဆိုတာဖူးတယ်ပေါ့နော်ဖူးတယ်ပေါ့ဖူးတယ်လေပြားဖူးတာပြောတာမဟုတ်ဘူးနော်လှုပ်ဖူးတယ်စားဖူးတယ်တွားဖူးတယ်လာဖူးတယ်နော်အဲ့လိုမျိုးပေါ့အဲ့ဒါကိုခေဆိုတဲ့ဟာနဲ့ သုံးတယ်ပေါ့နော်ဒါအတဲကိုပြောတဲ့စကလုံးဖြစ်သွားပြီပေါ့နော်လှုပ်ဖူးတယ်ဆိုတာပါလဲအရင်တော့လှုပ်ဖူးတဲ့ဟာလေးကိုအတဲကိုပြောတဲ့ဟာလေးပေါ့နော်အဲ့ဒါကိုပေါင်းပြမယ်နော်ခေါ်เออยอคยခေါ်เออยอคยဖူးတယ်နော်အဲ့တော့ဒီညမှာဆရာတို့တွဲပြီးတော့ပြောတဲ့ခါကျရင်ပေါ့နော်ဘာနဲ့တွဲလို့ရလဲဆိုတော့သူကကရိယာဒီခံကရိယာဝိဆက်ဆိုတာကြတော့ဒီကရိယာဖိဆက်အထူးကရိယာလိုမျိုးပေါ့နော်အကူကရိယာလိုမျိုးအထူးကရိယာလိုဖြစ်တယ်သူ့ကိုစာမှာရေးတဲ့အခါကျရင် ကရိယာရဲ့အရှိမရေးပေးရမယ်ဒါဆိုရင်ဘာဖြစ်လဲဆိုတော့ဆရာတို့အနောက်မှာကရိယာလိုက်ပေးရမယ်အနောက်မှာကရိယာလိုက်ပေးရမယ်တကယ်လို့ဘာသာပြန်ရင်တော့ကရိယာကိုအရှိမထားပေးရမယ်ကရိယာဆိုတာဘာလဲလှုပ်တယ်သွားတယ်လာတယ်စားတယ်ကားတယ်ခုံတယ်နော်ပြောတယ်ကစားတယ်အိတ်တယ်အဲအဲ့ဒါမျိုးတွေကရိယာပေါ့နော်အဲ့တော့ခိုင်းလို့ရေးတဲ့ခါကျရင်တော့ဒီဟာကကရိယာအရှိမရေးပေးပြီးတော့ဘာမှလို့ပြန်တဲ့ခါကျရင်တော့ကရိယာကိုအရှိမထားပေးရတယ်နော်စကြင့်ပဲပေါ့နော် อ่าเนาะไอเดียฮันเนี่ยแต่วิดีโอดีมาทักจีเอาเนาะอาจารย์จะเลาะเคยไป เคยไป เคยไป เคยสุดละพูดเด ไปสุดละตัวเด เคยไปสุดละตัวพูดเดอันน่ะเป้าในข้าใจคอเอยอ เคยปอไอไป เคยไป เคยไปสวยเนาะ ตัวพูดเดปะเนาะ ฉันเคยไปพระซอนแก้วดามมมฉันเคยไปกอดหลังเตา ါမှမဟုတ်လည်းပဲရှန်ခေပိုင်ပစ္စည်းเนาะဒါတော့ငါဘယ်ကိုသွားလဲသွားဖို့လဲဆိုတဲ့အကြောင်းပြောတာပေါ့နော်ဥမာရှန်ခေပိုင်ကော့လန်တောင်ဆိုတော့ငါလိတ်ကြုံကိုသွားဖို့တယ်နောက်တစ်ခုကကြတော့ငါခေပိုင်ပလတ်ဆွန်ကဲဆိုတော့ကြတော့ငါငါမျက်နှာဖျောက်သွားဖို့တယ်ပေါ့အဲ့လိုမျိုးပြောချင်တာအဲ့တော့အာဒါကြတော့ခေပိုင်ဆိုတော့သွားဖို့တယ်ပေါ့နော်ဒီနေရာမှာဆရာတို့ပိုင်ဆိုတဲ့နေရာမှာဘာထည့်လို့ရလဲအခြားကိရိယာလေးတွေထည့်လို့ရတယ်ဥမာ gain gain ဝက gain ဆိုရင်စားဖို့တယ် เคยกินซาพูเดเคยกินซาพูเดเอดอเคยกินมะม่วงสวยเตียตีซาพูเดเคยกินพิซซ่าสวยพิซซ่าซาพูเดปอเนาะเอดอซาพูเดหาเนี่ยต้วยเมสวยเนาะซาเสียเนี่ยเนาะเอามาแทบไปอ่ะมั้ยเอดอทีเนี่ยมาเคยสวยเนี่ยมาเคยกินฉันเคยกินโลပြောလို့ไม่อยากบ้ากว่าว่าโลเลยเคยกินเนี่ยเคยกินเนี่ยไม่ตู่เคยกินဆိုတာเคလို့ဖတ်လိုက်တဲ့အချိန်မှာ ลช่องตามมาเปล่าเคอรู้อัตามาถอยวูเครู้เพียงนี้เดียวไอ้ดอกอัตันถอยกับมาเนี่ยไอ้ดอกถอยได้ขาดใจเคอเคยกิน เคยไป เคยไปเที่ยว เคยกินมะพร้าวแล้วแต่เนาะกูเจอเช่นอาหารลรลิเปียวรูยาเลยวะเนาะเปียวเช่นอ่ะเครู้มาเปียวแบบเนี้ยเคยรู้เปียวไหมป้าเจ้าเลยปองทารเดะตราดิกะสระเออเพียงนี้ลูกแลช่องตามปาไปยามะโอเคเนาะนั่นคือเจ้าเจ็บป่วย เจ็บป่วย ကျက်ပွဲဆိုတာနာကျင်ကြိုက်ခဲ့တာဗောနော်။ဥမာနေမကောင်းဖြစ်ပြီးတော့နာကျင်ကြိုက်ခဲ့တာမျိုးနေကျင်နာကျင်ပြီးတော့ကြိုက်ခဲ့နာကျင်ပြီးတော့မှနာကျင်ကြိုက်ခဲ့ပြီးတော့ဆေးရုံဆေးကန်တဲတာမျိုးအဲ့လိုမျိုးလေးဗောနော်။ကျက်ပွဲဆိုတာနေမကောင်းဖြစ်တာဗောနော်။အဲ့ဒီနေမှာကျက်ဆိုတာနာတယ်ပွေဆိုတာနေမကောင်းဖြစ်တာဗောနော်။ကျက်ပွေဆိုတာနေမကောင်းဖြစ်ပြီးတော့နာကျင်ကြိုက်ခဲ့နေတာလည်းပဲဘာတမ်းပြန်လို့ရတယ်ဗောနော်။အဲ့ဒါအောက်ဆီကပေါင်းပြမယ်နော်။ကြာအိဘောကျက်ပေါ်ဦးဝါယောပွေမိုက်အစ် boy จ็บป่วยจอเอบอเจ็บ ปออัวยอป่วยมาเอ็ดป่วย เจ็บป่วยน่าจะใกล้แค่เดาเดาเนาะ โอเคดีเนี่ยมา เจ็บส่วนเนี่ยมาจอเอ เสียเอลุพัด เนาะ เอดาสระเอมาหูเนาะสระเอกันนี่วิดอปงจังเปียงปีดอมา ไม่ไตคูเต็มปีทาแล้ปมาไม่ไตคูเต็มปีทาแลปวบาเจ้าเลยนำมาโใบไม้สุดเด ပါကုံတက်ပအတက်လေးပါတော့တဲ့ကြောင့်မို့ပုံစံပြောင်းပေးလိုက်ရတာเนาะအဲ့တော့ jet boy ဒီနေရာမှာလည်းပဲ saraowa ဒီနေရာမှာလည်းပဲပုံစံပြောင်းသွားတာတွေတချို့မကြည့်ပြန်တဲ့ဒီအတက်ရောလာကြည့်တဲ့သူတွေပေါ့เนาะဒီအတက်အကြောင်းလာလေးလာသူတွေဆိုရင်ဒီနေရာမှာဆရာပြောချင်တာအာဒါက wowware မဟုတ်ပဲね saraowa saraowa ကိုအနောက်မှာအတက်ပလာတဲ့အကြောင်းမို့ပုံစံပြောင်းပြီးတော့မှပေါ်မှာမိုင်းအကက်လေးရှိတယ်တကယ်တမ်းကအဲ့ဒါကိုဖြုတ်ပြီးပြီးတော့ wowware လေးပဲကြံခဲ့တာ เนาะအဲ့တော့ပေါင်းတဲ့ခါကျရင်လည်းပဲဒါဆရာ over ပဲဖြစ်တဲ့အကြောင်းမို့ပေါင်းတဲ့ချိန်မှာလည်းဆရာ over ပဲပေါင်းရမယ်အဲ့တော့ power ရောဆိုရင်တော့ဘလို့မှပွေလို့ဖြစ်ဖတ်ဖို့ကတိတ်ပြီးတော့မဆက်ဆက်ဘူးเนาะ power တကယ်လို့ wall ဆိုရင်တကယ်လို့အဲ့လိုမျိုးဖားလိုက်တဲ့ခါကျတော့ဘာထင်မလဲဆိုတော့ဒီနေရာမှာဆရာ over လို့မထင်ဘဲနဲ့ wall ပဲလို့ထင်နေမယ်เนาะအဲ့တော့ဒီဟာက wall ဝယ်မဟုတ်ပါဆရာ over တရာဖြစ်ပါတယ်เนาะဖတ်တဲ့ခါကျရင်လည်းပဲ power ရော boy မဲ့ boy နော်မိုင်းရတဲ့အတန်းနှိမ့်ကြပါမယ်ပွိုင်းနော်ကျက်ပွိုင်းဆိုရင်နာကျက်ကဲခဲနော်โอเคနောက်တစ်ထပ်ကြည့်အောင်နော်